ဟယ်လိုမစ္စတာငယ်ချင်းများအားလုံးမင်္ဂလာပါရှင်ဒါတော့ဘိုင်းစတန်ဒါအင်ကွာရီမှပြန်လည်ကြိုဆိုပါရစေရှင်ခုနကပြမယ်ရီတင်လေးရတော့အချိန်မှတည်ညွှန်လင်းထားသလိုဖြစ်လာမှလားပေါ့နော်အားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပြသွားပါမယ်ခုချင်းရတဲ့လေးတွေရဲ့ဘဝမှာအချိန်မှပေါ့နော်ကိုညွှန်လင်းထားသလိုဖြစ်လာဖို့ရှိတာပေါ့နော်ဖြစ်လာနိုင်လားအားလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပြပါမယ်ဒီမှာခုလေးနှစ်ခုခွဲပေးထားတယ်ပေါ့နော်ညနေသက်ဆုံးမျက်စိမှာကိုရောကြဆုံးလို့ထင်တဲ့ကလေးကိုရွေးပြီးတော့ဖြစ်လေးကိုကြည့်ပြပါ group 1 group 2ပေါ့เนาะ group 3နှစ်ခုခွဲပေးထားပါတယ်အဆိုရှင်ဒီ group 1လေးကနေစပြီးတော့ကြည့်လိုက်မယ်เนาะဒီ group ရေးထားတဲ့သူလေးတွေအတွက် group 1လေးတွေရဲ့ဘဝမှာပေါ့เนาะအခြေအနေနဲ့ပတ်သက်ပြီးတော့ကိုပြောင်းလဲထားသလိုဖြစ်လာဖို့ရှိတာအားလေးကိုကြည့်ပေးပါမယ် လူမျိုးလေးတွေရဲ့ဘဝမှာအချင်းနဲ့ပတ်သက်ပြီးတော့မှမျှော်လင့်ထားသလိုဖြစ်လာနိုင်တဲ့ကြည်ရစီမဂျီရှင်နဲ့ဓမ္မတော်ကြားလာတဲ့ကလေးကမဂျီရှင်ကတော့မဘောနော်ကိုမမျော်လင့်ထားမျော်လင့်ထားတာထက်ဘယ်လိုပြောမလဲကိုမမျော်လင့်ထားတဲ့ပုံစံမျိုးနဲ့လုံးဝ surprise ဖြစ်ရမယ့်အနေအထားမျိုးလေး ကိုယ်ထားပါတော့ဒီပုံစံမျိုးလေးညှော်လင့်ထားတယ်ဆိုရင်ကိုယ်မထင်ထားတဲ့နီလာလေးတစ်ခုနဲ့အဲကို့မှာအံ့ဩမြင်တတ်ရမှာမျိုးလေးတွေပေါ့နော်အံ့ဩစရာကောင်းလာအောင်အပြောင်းလဲလေးတွေတွေ့ဖြစ်ရဖြစ်မယ်ဆိုတာလေးကိုတွေ့ရပါတယ်မျိုးညှော်လင့်ထားတဲ့အနေထားလေးတွေဖြစ်လာဖို့တွေ့ရပါတယ်ရှင်ဆက်ဆော့ဖန်တက်ကေ 这时候跟这个海螺算是。မမျောလေးထားတဲ့အနေထားလေးတဲ့မမျောလေးထားတဲ့အနေထားလေးက positive energy လို့တော့မခံစားမိဘူးဖြစ်နေတယ်။ကိုမျောလေးထားသလိုဖြစ်လာမှာလားဆိုတော့မချင်းရှင်ကကလည်းတစ်ဖက်လိုကနည်းနည်းလေးကလေးတိုင်လေးပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေတွေ့တယ်။ ို့အပြင်သူ့မှာတခြားနည်းနည်းလေးပတ်သက်နေတဲ့သူလည်းရှိနေတယ်။ဒီမှာလည်း viral swab ကမယုံမသားလေးပေါ့နော်။နည်းနည်းခုံးချောင်ခိုးအလေးနဲ့ကိုမသိအောင်တိတ်တိတ်ကလေးအဖက်မှာလှုပ်ရှားနေတာမျိုးလေးတွေခံစားမိတယ်။မျောလင်းထားတယ်လို့မဟုတ်မမျောလင်းထားတယ်လို့လေးဖြစ်မှာနော်။ဒီကလူဝမ်းလေးတွေကဒီလိုပေါ်မှာသာပါဒီလူဝမ်းငါ့ကိုအရင်ချက်တာပဲအရင်တစ္ဆာရှိတာပဲငါ့ကိုခရီးဆိုင်လိုက်တာပေါ့နော်။အာဒါမှမဟုတ်လို့ရှင်လည်းကိုကအော်သူ့ဆရာငါခရီးဆိုင်မှုလေးတွေငါချက်တယ်လို့သူ့ကလည်းငါ့ကိုပဲတယောက်တည်း အပေါ်မှာပဲချစ်ပင်ကောင်းလိုက်မှာပဲဆိုပြီးတော့ဂူအန်လေးတွေကထားပါတော့နောက်ဥပမာပေးတာလူမျိုးတွေဖြစ်စေခြင်းနဲ့ဆိုလို့ရှိရင်တစ်ဖက်သူကလေနည်းနည်းလေးဘယ်လိုပုံစံမျိုးတွေတွေ့ရလဲပေါ့တော့နည်းနည်းလေး play တတ်တယ်မျက်နှာများတတ်တာမျိုးစမ်းပွင့်တာမျိုးသူ့သဘောကျတဲ့သူတွေလည်းများတာမျိုးအလိုလိုတွေနဲ့လည်းသူကနည်းနည်းလေးမရှင်းနေတဲ့အနေအထားမျိုးလေးတွေပေါ့နော်ဟုတ်ကဲ့သူကလည်းတခြားလူမျိုးနဲ့စကားပြောရှင်းနေတာသူ့ဒါပြောတဲ့သူတွေနဲ့လည်းပြန်ပြောချင်တာသူအဲ့လိုပုံစံမျိုးတွေတွေ့ရပါတယ်ကိုယ်သိအောင်လည်းဖြစ်နိုင်တယ်ပေါ့နော်တိတ်တိတ်ကလေးသူကကိုယ် ခုနောက်ွယ်မှာအဲ့လိုမျိုးလေးလှုပ်ချင်နေတဲ့ပုံစံလေးကိုတွေ့ရပါတယ်ဖေဆော့ဝမ်ကိုကတော့စိတ်ကူးရင်နေရတာဘောတော့သူ့ဘက်ကနေပြောမှအခြေအနေတွေညာကိုတယောက်တည်းကိုပဲနေ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 ရှိစေချင်တာကိုကကိုကတော့အများကြီးမျှော်လင့်ထားတာပေါ့နော်ဒါပေမဲ့သူ့ဘက်ကအဲ့လိုပုံစံမျိုးလေးဖြစ်နေတာမျိုးလို့တွေ့ရပါတယ်အဲ့တော့ပန်တက်ကဲ ဟိုကတော့နဲ့ပတ်သက်ပြီးတော့မအတွေ့အများကြီးတွေ့ပြီးတော့မစိတ်ကူးတွေရင်ထားရတာအများကြီးပဲပေါ့နော်။တရားလေးဖြစ်ချင်တဲ့ဘလူးလေးတွေသွားချင်တယ်သူနဲ့ပတ်သက်လို့ရှိရင်ဘာပြင်ပါအဲသူနဲ့တွေ့လို့ရှိရင်ဘာတွေပြောမယ်ဘလူးလေးတွေလုံးမယ်ပေါ့နော်။အဲ့ဒီဘယ်လိုသွားကြမယ်ဆိုတော့အဲ့လိုကိုယ့်ရဲ့စိတ်ကူးရည်မှုတွေတွေကတော့ဒီမှာတော့အများကြီးတွေ့ရတယ်။ကိုကတော့သူ့ပေါ်မှာစိတ်ကူးထားရတယ်ကိုအများကြီးဖြစ်နေပေမဲ့တစ်ခါသူကအဲ့လိုမျိုးလေးပေါ့နော်။ကိုယ့်စိတ်ထဲမှာလည်းသူကတော်တော်လေးမှတ်မှုထားတာမျိုးလေးတွေ ဟိုတို့ထဲမှာသူအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ပဲတွေးနေပြီးတာကျန်တာစိတ်ဝင်စားနိုင်မှုဖြစ်နေတာပေါ့နော်ဒူဝန်လေးတွေမှာကမတဖက်သူကကြာနည်းနည်းလေးအဲ့လိုပုံစံမျိုးလေးဖြစ်နေတာတွေ့ရပါတယ်ညာကိုယ်ကိုလည်းလွှမ်းမိုးနိုင်တယ်လွှမ်းမိုးနိုင်တယ်ဆိုတာကိုယ်စိတ်တွေကိုလွှမ်းမိုးထားနိုင်တာပေါ့နော်ကိုယ်ကချစ်နေတဲ့အတွက်ကြောင့်မလို့ကိုယ်ကိုလွှမ်းမိုးနိုင်တာပေါ့ဘူးဆိုတာကိုယ်ကမချစ်ဘူးဆိုရင်ဘယ်သူမှလွှမ်းမိုးလို့မရဘူးလေဒါကလည်းကိုယ့်ဘက်ကသူ့သဘောအများကြီးကြားထားအများကြီးသဘောကြားမိတဲ့အတွက်ကြောင့်မလို့သူကကိုယ်ကိုလွှမ်းမိုးထားတဲ့အနေအထားမျိုးပြောတာပေါ့နော် ကိုနဲ့ပတ်သက်ပြီးတော့ပဲကိုမှအလုပ်တွေရှုံနေရတာသူ့ကြောင်းတွေပဲတွေးနေရတာဘာလုပ်လို့သူ့ကြောင်းမဲ့စိတ်ထဲမှာရောက်နေတာသူ့ကိုပဲခေါင်းထဲကနေထုတ်မရတာအလိုမျိုးလေးဖြစ်နေတာကိုတွေ့ရပါတယ်ဖြစ်ရှော့ပန်တကယ်ပြောမယ်ဆိုတင်ကြည့်နေတဲ့ program လေးတွေကကျတော့အခြေအမှဆိုလို့ရှိရင်တင်ငင်ခြင်းနဲ့အေးအေးဆေးဆေးနဲ့တယောက်လိုတယောက်ပဲတွဲခြင်းနဲ့ဒီတယောက်တည်းနဲ့ပဲသွားခြင်းနဲ့ပေါ့နော်အဲဒါမှမဟုတ်တစ်ဖက်သူကကျအလိုမဟုတ်ဘူးခြင်းနေတယ်နည်းနည်းလေးစမ်းပွန်းတာမျိုး မျက်နှာများတာမျိုးသဘောကျတဲ့သူတွေများတာမျိုးအဲသဘောကျတဲ့သူတွေပေါ်မှာလည်းသူဘက်ကမရှင်းမသိမပြတ်မသားပေါ့နော်ဆက်ဆံတတ်တာစကားပြောဆိုလေးတွေရှိတာအဲ့လိုလေးတွေကိုတွေ့ရပါတယ်ခွင်းတော်ပန်တကယ်ဒီဝမ်းလေးတွေကကိုကိုတိုင်းကလည်းတည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးနဲ့ပေါ့နော်မိတာတွေကိုတရားထက်ပေါ်မှာပဲပုံဝပ်ပြီးတော့မှထားတဲ့တဲ့တစ်ဖက်သူလည်းအဲ့လိုမျိုးလေးစိတ်ကူးထားတာအဲ့လိုမျိုးလေးဖြစ်စေချင်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်သူကအဲ့လိုပုံစံမျိုးလေးဖြစ်နေတာမျိုးတော့တကယ်မှမခံစားမိပါဘူးရှင် အကြောင်းမလို့ကုရမ်းလေးရဲ့အနေနဲ့ကခုခေါင်းစဉ်လွလွပေါ့နော်ခုခေါင်းစဉ်လည်းအတိုင်းပဲအချိန်မှာကိုမျိုးလင်းထားသလိုဖြစ်လာဖို့ရှိလာဆိုရင်တော့တိတ်တော့မသေးကြဘူးပေါ့နော်တစ်ဖက်သူကအဲ့လိုပုံစံမျိုးလေးမလေးနက်တာမျိုးလေးတွေ့ရပါတယ်တစ်ဖက်သူကကြားလဲအရင်ကြီးသူက serious ကြီးမသွားချင်ဘူးကိုနဲ့ပတ်သက်ပြီးတော့လည်းသူကလည်းနည်းနည်းလေးစကားပြောချင်ရုံလားပဲကိုနဲ့သူနဲ့အဲ့တိတ်ချင်ရုံလားပေါ့နော်အဲ့လိုပုံစံမျိုးလေးလိုတွေ့ရပါတယ်ဒါပေမဲ့ကိုကကျတော့အရန်အတီးပေါ့နော်ကိုဘက်ကတကယ်အတီးခံစားမိတာမျိုးတစ်ဖက်သူကကျကိုနဲ့ပတ်သက်ရင်အရန် တည်တည်ကြကြတည်တည်ငြိမ်ငြိမ်ခန်းစားချက်တွေမတည်ငြိမ်တာကိုယ့်ရောင်ထဲပေါ်မှာပဲစိတ်တွေမရှိပြေးနိုင်တာတခြားသူတွေပေါ်မှာလည်းအာယုံတွေရှိနေတာအဲဘယ်သူနဲ့ပဲဖြစ်ဖြစ်သူကပေါ်ပေါ်ပါပါလေးပဲသွားကျင်တာအရင်ကြီး serious ချီပေါ့နော်တယောက်တည်းကိုဖက်သက်ချင်တာမျိုးတော့ဒီမှာမတွေ့ရပါဘူးရှင်အဲတော့ one နောက်ပြောသလိုပဲเนาะဒီမှာဆိုလဲကိုမအတိုက်ခိုက်တယ်များလားသူပြောသူနဲ့ပတ်သက်ပြီးတော့မှကိုမဟိုလူနဲ့လဲစကားများဒီလူနဲ့လဲစကားများရံဖြစ်ရကိုကနေချင်တာကအေးဆေးဆေးတည်တည်ငြိမ်ငြိမ်အဲလူတယောက်နဲ့ပတ်သက်ပြီးတော့မှလဲစိတ်တော်ကတွေမများချင်ဘူးသူ့လဲအဲ့လိုမျိုးဖြစ်စေချင်တာဒါပေမဲ့တကယ်ဖြစ်နေတော့ကျတော့ကိုမဘူဝင်တော်ကတွေနဲ့တိုက်ခိုက်နေရတဲ့စကားတွေအများကြီးပြောနေရတာသူ့ကြောင့်မလို့ပဲကိုစိတ်တွေကတင်မလားဆုတ်ထွေးရတာလုံးတွေသူ့ကြောင့်မလို့ကိုမလုံးတွေရှုပ်ရတယ်ပြင်ပန်းရတယ်အဲ့လိုမျိုးဖြစ်နေရပါတော့ တကယ်ကိုဖြစ်ရှင်တဲ့ပုံစံကတခြားဖြစ်နေတာတခြားအလိုပုံစံမျိုးလေးတွေ့ရပါတယ်အဖူအဖက်သူကအရန်ကိုပေါ်ပါလုံးနေတယ်အင်းစစ်စစ်ဖြစ်လုံးနေတယ်အင်းစစ်စစ်ဖြစ်လုံးနေတယ်ဆိုတာဒီဆက်ဆက်ရင်းနဲ့ပတ်သက်ဘာမှပြုလို့တော့ကမရှိဘူးလေဘာမှအရန်ကြီးလေးလေးနက်နက်ဖြစ်မနေဘူးပေါ့နော်ကိုကတော့ဒီမှာခွင်းတော့ပန်တကယ်နဲ့တော့ကတည်ငြိမ်နေအင်းစစ်တော့ကိုဘက်ကဖြစ်ချင်တာကိုကိုလည်းအဲ့လိုမျိုးပြန်ပြီးတော့ကိုတယောက်တည်းကိုပတ်သက်စေချင်တယ်ပေါ့နော်ဒီဒီငြိမ်ငြိမ်လေးဖြစ်စေချင်တယ် ငါကိုယ့်ကိုပဲတွဲစီချင်တာပေါ့ဒါပေမဲ့တစ်ခါတူကအဲ့လိုမျိုးမဖြစ်နေဘူးဟိုဒီကိုယ့်ကိုကြည့်ရတဲ့ပုံစံအရလေတစ်ခါတူကကိုယ်နဲ့ပတ်သက်ပြီးအရင်ကြီးစီးရက်ကြီးဖြစ်မနေတယ်လို့အနေထားကလည်းဒီသူနဲ့ကိုယ်နဲ့ official အရင်ကြီးမဟုတ်သေးဘူးလို့ခံစားရတယ်ပေါ့နော်သူနဲ့ခုကြည့်နေတဲ့ group လေးနဲ့တစ်ခါတူနဲ့က situation တစ်ခုလောက်စကားပြောတဲ့အစင်လားဟိုမပတ်သက်ဘူးလားဆိုတော့လုံးဝအရှင်းကြီးတော့မဟုတ်ဘူးပေါ့နော်အရင်ကြီးဟို official ရေး relationship ကြီးတဲ့ကိုသွားနေရမျိုးမဟုတ်သေးဘူးကိုယ့်ဘက်ကတော့ကိုယ်နဲ့ပတ်သက်လို့ရှိရင်အတိခံစားနေရတာပေါ့နော်ကိုယ်စိတ်တွေကိုသူကလွှမ်းမိုးထားတာမျိုး ရင်ရှိထိကိုသွားကျင်နေပေါ့နော်ဒီနေ့ဒီလူနဲ့ပဲဆက်ပြီးတော့มาသွားကျင်တာဒါပေမဲ့တစ်ဖက်သူကကြာလဲဟိုသဘောကြားရဲ့သူတွေနဲ့ပဲဖြည်းဖြည်းသူတခြားသူတွေနဲ့ပဲဖြည်းဖြည်းသူမျိုးလေးလည်းပတ်သက်နေတာမျိုးလေးရှိတယ်အဲခုနဲ့လည်းအဲ့လိုပေါ့ဘာမှသွားကျင်တယ်တခြားသူတွေပုံမှာလည်းသူကအဲ့လိုမျိုးသူကိုယ်တိုင်ကလေးလေးနက်နက်မရှိနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကိုခံစားမိပါရဲ့ရှင်အကြမ်းလို့ခုတည်ဖြစ်နေတဲ့ ကြည့်ပေးနေတဲ့ခေါင်းစဉ်ကအချိန်မှကိုမျောလင်းထားသလိုဖြစ်လာနိုင်လားဒါပေမဲ့ကြာလာတဲ့ကက်တီကမျောလင်းထားတာတွေမဟုတ်မမျောလင်းထားတာတွေကြည့်ပဲဖြစ်လာမယ်မျိုးလေးနေထားမျိုးလေးပေါ့နော်အကြောင်းမူဂူဝမ်းလေးအနေနဲ့အကြံပြုချင်တာကတော့ဟိုဒီလူနဲ့ပတ်သက်လို့ရှိရင်အခုကိုယ်စိတ်ထဲမှာဂူဝမ်းလေးတွေစိတ်ထဲမှာရှိတဲ့သူနဲ့ပတ်သက်ရင်နည်းနည်းလေးကိုကိုကိုဘောနော်ခန်းစားချက်လေးတွေကိုထိန်းချုပ်ပြီးတော့မှအတတ်နိုင်ဆုံးနေဖို့တော့အကြံပြုပါတယ်အဲတစ်ဖက်လူကနည်းနည်းလေးပေါ့နော် ပလေးတတ်တယ်အေးစေးစေးဖြစ်တယ် relationship နဲ့ပတ်သက်လို့ရှိရင်အရင်ကြီး serious မဆန်ဘူးပေါ့နော်သူကိုယ်တိုင်ကဘောဘာဘာလေးပဲသွားကျင်တဲ့ပုံစံမျိုးလေးကိုတရားရတတ်ကြမလို့ဒီကန်းလေးလေးအနေနဲ့ကဒီလူနဲ့ပတ်သက်ရင်ကိုယ်ဆွဲစားချက်လေးတွေကိုကိုထိန်းချုပ်နိုင်မှာပဲအဆင်ပြေပါလိမ့်မယ်နော်ဒါလေးကတော့အကြံပြုတာပဲဖြစ်ပါတယ်ရှင်အလုံးမဲ့ energy ကြိုက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ယူတင်နေမှာပြန်လည်ပြီးတော့ဆုံးတွေ့မှာပေါ့နော်ဒီကန်းလေးကတော့ဒီလောက်ပါပဲရှင် လူတို့လေးစီကိုသွားလိုက်ပါမယ်လူတို့လေးတွေကိုရေးထားတဲ့သူလေးတွေရဲ့အတွက်ပေါ့နော်လူတို့လေးတွေရဲ့ဘဝမှာအခြေအနေပတ်သက်ပြီးတော့မှလူတို့လေးတွေမျှော်လင့်ထားသလိုမျှော်လင့်ထားတဲ့အတိုင်းဖြစ်လာဖို့ရှိလာပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကြည့်ပြပါမယ်လူတို့လေးတွေရဲ့ဘဝမှာချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့အခြေအနေမှာကိုမျှော်လင့်ထားသလိုဖြစ်လာဖို့ရှိလာပေါ့နော်အဲ့ဒါလေးကိုကြည့်ပြပါမယ်ရှင် seven of wands. တို့တုံးလေးတွေပေါ့မှာချစ်ချစ်မေတ္တာနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးအဲအခက်ခဲလေးတွေရှိတဲ့အခက်ခဲလေးတွေတိုက်ခိုက်ရမယ့်အရာလေးတွေရင်ဆိုင်ရမယ့်အရာလေးတွေအဲ့လိုမျိုးတွေတော့ပထမဆုံးကြာလာတာတွေ့ပါတယ်ရှင် နိုင်တော့ခတ်ကိုဘကနဲ့ပြောမျောလေးနေတဲ့သူကိုစီကိုရောက်လာဖို့အတွက်နည်းနည်းအခက်အခဲလေးတွေမြင်ရတယ်ပေါ့နော်ကိုဖြစ်ရှင်နေတဲ့အရာကိုညှောလင်းထားတဲ့အရာ ကိုစိတ်ကိုရောက်ဖို့အတွက်ကိုဘက်ကနေတော်တော်လေးစူးစမ်းယူရမယ့်အနေအထားမျိုးလေးတွေကိုဘက်မှာတော်တော်လေး မြင်မြင်ပန်းပန်းလေးပေါ့နော်ခက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 ်လေးကိုစူးစမ်းရမယ့်အနေအထားမျိုးလေးကိုတွေ့ပါတယ်။မမလို့ရှင်ဒီလိုနဲ့ပတ်သက်ပြီးတော့မှကိုမှခုလက်ရှိဒီလိုနဲ့ပတ်သက်ပြီးတော့အဆင်ပြေမနေတဲ့အနေအထားမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးနဲ့တွေ့ရပါတယ်။ The devil sorry ။ The devil ကပြန်လို့မရအောင်ဖြစ်နေတယ်။အဲ့လိုလေးကြည့်လိုက်မလား။ ကိုယ်ကသူနဲ့ပတ်သက်ပြီးတော့ဆိုအမြော့ဘယ်လိုပြောမလဲခန်းစားချက်တွေကိုမစင်ပြေမနေဘူးသူသူ့ကိုတော်တော်လေးလေးကိုယ်စိတ်ထရရဆွလန်းနေတာအကောင်းမင်းသေးသေးနဲ့ဒါပါတော့တစ်ခါသူကကိုယ့်ပေါ်မှာကိုနဲ့တမိုးထားတယ်လို့တမိုးမထားတာမျိုးဖြစ်ဖြစ်ကိုစစ်တယ်လို့ပြန်ချစ်မပေးတာအတိပေမဲ့လေကိုယ့်ဘက်ကကိုမစွန့်လွတ်နိုင်ဘူးမမုန်းနိုင်ဘူးဗောနော်လှုပ်မချနိုင်ဘူးဒီဆက်ဆံရေးကိုဆက်မချနိုင်လှုပ်မချနိုင်ဘူးဆိုတဲ့ပုံစံလေးကိုတွေ့ရပါတယ် ်ပြီးတော့ဆွာစီဒီနေ့ဂရူဝန်နဲ့ဂရူတူနောက်ခုစလုံးအနေကြီးက positive မဆန်မှုဖြစ်နေတယ်ကြည့်ပြီးတဲ့ခေါင်းစဉ်ကလုံးဝ positive ထွက်လာတာလုံးဝပဲစမ်းကြည့်ပတ်တွေဖြစ်နေတယ်1 or 2ရောကြည့်ပြရတဲ့သူတောင်မှစိတ်မကောင်းဖြစ်လာဘူး conference ဆက်တက်ကလေးတော့ကြာလာပါပြီဖေဖေချင်းနဲ့ပေါ့နော်ပို့ပြီးတော့အေးချာချာလေးဖြစ်လာမဲ့ပုံစံလေးတော့တွေ့ရပါတယ်ဒီမှာတော်ဖေကလည်း no negative က monetary also ဆိုတော့ထားပါတော့အရင်တုန်းကဒါအတက်က energy လေးဖြစ်နေတယ်ပေါ့နော် group 2လေးတွေကိုယူထားတဲ့သူလေးတွေရဲ့အခုလက်ရှိ energy ဟုတ်ချင်မှလည်းဟုတ်မယ်အရင်တုန်းကအတက်က energy ဆိုလို့ရှိရင်အခုပို့ပြီးတော့မှဒီအေးချမ်းချမ်းလေးနဲ့ကိုယ်ပဲကိုယ်စီကိုပေါ့နော်မေတ္တာတွေမြေချမ်းမှုတွေတွေဆောင်လာမဲ့အနေအထားမျိုးတွေ့ရပါတယ်တစ်ဖက်လူနဲ့ပတ်သက်ပြီးတော့အေးချမ်းရစိတ်စိတ်ချမ်းသာမဲ့အနေအထားမျိုးလေးပေါ့နော်အရင်တုန်းကကိုယ်စိတ်တွေနာကျင်မှုတွေကနေပြီးတော့မှ

ကိုအရင်တုန်းကမျော်လင့်ဆောင်စားနေကြတဲ့အရာရင်နဲ့ပတ်သက်ပြီးတော့မှခုချိန်မှာတည်တည်ငြိမ်ငြိမ်နဲ့ကိုကစဉ်းစားနိုင်သွားပြီပေါ့နော်။ဟောကိုနာကျင်မှုတွေကိုဆွတ်လို့ဖို့ပဲဖြစ်ဖြစ်ကိုအနေနဲ့အရင်တုန်းကညာခဲ့တဲ့တန်ရာတွေအရင်တုန်းကမကောင်းခဲ့တဲ့ကိုအတိတ်ကအနာကျင်နဲ့ပတ်သက်ပြီးတော့မှခုချိန်မှာနှင်းနှင်းလုံနိုင်အောင်ကိုကိုကိုစူးစမ်းနေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။အကိုမျော်လင့်ထားတဲ့အရာတွေကိုမမျော်လင့်ထားတဲ့အရာတွေတမမျော်လင့်ထားတဲ့အရာတွေရပြီးတဲ့အချိန်မှာကိုဘက်ကဘယ်လိုပြောမလဲဒီ ပူလောင်မှုတွေကိုလွှတ်ချဖို့အတွက်စဉ်းစားနေတာမျိုးပေါ့နော်တော်ပြီးငါချစ်တင်မိတာနဲ့ပတ်သက်ပြီးတော့မှမခံစားတော့ဘူးငါစိတ်ကိုယ်ပဲငါအေးချမ်းအောင်နေတော့မယ်ခုခုကိုယ်ပဲစိတ်ချမ်းသာအောင်နေတော့မယ်ဆိုပြီးတော့အဲ့လိုမျိုးလေးပေါ့နော်တွေးနေတာမျိုးလေးတွေးရပါတယ်ကိုယ်စိတ်ကိုနှင်းနှင်းလောက်နိုင်တာမျိုးလေးတွေတွေးရတယ်အဲမျှော်လင့်ချက်တွေမထားချင်တော့တဲ့ပုံစံမျိုးလေးပေါ့နော်ချစ်တင်မိတာနဲ့ပတ်သက်ပြီးတော့မှတိတ်ပြီးတော့ဉာဏ်ကြီးမမျှော်လင့်ချင်တော့တာမျိုးလေးတွေးရပါတယ်ရှင်ဒီမှာဆိုတော့9.1 9.0 source nine or so, seven or so. eight or one. ဒီမှာကလေဟိုဒီဆက်ဆိုင်ရေးမှာဂလိုတူးလေးတွေတစ်ဖက်လူနဲ့ပတ်သက်ပြီးတော့ဆက်ဆိုင်ရေးမှာကလေခက်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 နဲ့ကိုယ့်ဘက်ကဖုံးဖြဲရမယ့်အရာလေးတစ်ခုရှိရလို့တွေ့တယ်ပေါ့နော်အဲဒီဆုံးဖြဲရမယ့်အရာလေးကကိုကိုယ်တိုင်ကလွှတ်ချလိုက်မယ့်အနေထားမျိုးလေးလို့ခံစားမိတယ်ပထမဆုံးကြလာတဲ့ကမ္ဘာက701 Bevel ရဲ့ Trio Swords ရဲ့ဟိုဘယ်လိုပြောမလဲနည်းနည်းလေးအချိန်တော်တော်ကြာကြာကာလာတစ်ခုကြာကြာကိုဆွဲလန်းခဲ့တဲ့အရာတစ်ခုနဲ့ပတ်သက်ပြီးတော့ခက်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 အဆုံးသတ်လိုက်ဖို့ တော်တော်ကိုစူးစမ်းခဲ့ရတဲ့အနေအထားမျိုးပေါ့နော်အရင်တုန်းကကိုမျောနေထားတဲ့အနေအထားကြီးကိုကိုမရခဲ့ဘူးထားမှတော့ကိုကအင်ဂျင်နဲ့ချစ်ချင်းမေတ္တာတွေလိုချင်တယ်ဒါပေမဲ့ကိုတကယ်ရခဲ့တာကအင်ဂျင်မှုတွေမဟုတ်ဘူးဘယ်လိုပြောဆိုရင်မှုကိုပင်မှုတွေကြောင်းကြမှုတွေသူနဲ့ပတ်သက်ပြီးတော့မှတော့ကရရတဲ့အရာတွေစိတ်ထဲမှာကိုစိတ်ကိုပေါ့နော်ကုလောင်စေတဲ့အရာတွေကိုကိုကိုယ်တိုင်ကလှုပ်ချဖို့ ကိုကိုတိုင်းဆုံးဖြတ်မဲ့အနေဒါလေးကိုကိုကိုနာကျင်ခံပြီးတော့ဗောနနာကျင်ခံပြီးဆိုတာကိုနာကျင်နာပစီနာကျင်ပစီတော့ငါရှေ့ဆက်ပြီးတော့ပူလောင်ခြင်းတွေငါမခံစားတော့ဘူးတော်ပြီးလိုချင်တော့ဘူးဆိုပြီးတော့ကိုကိုတိုင်းကလွတ်ချလိုက်မဲ့အနေဒါမျိုးလေးဗောနကိုကိုကိုဟိုကိုစိတ်ကို နလုံးစဲနဲ့တလောခဏတစ်ပြုတ်အနာချင်းခံပြီးတော့မှရေရှည်မှာကိုကိုစိတ်လေးကိုအေးချမ်းမှုအတွက်ကိုဘွားလေးနေစစ်စစ်လေးဖြစ်ဖို့အတွက်ပေါ့နော်ကိုမျောနေကြတဲ့အရာတွေမရခဲ့တဲ့အချိန်မှာကိုကိုကိုပဲကိုစိတ်ကိုဟင်းလင်းလုပ်ပြီးတော့မှနေမစေတော့မရလဲပြဿနာမရှိဘူးငါကိုယ်တိုင်ပဲငါကိုယ်ငါအေးချမ်းချမ်းမြတ်ဖြစ်အောင်နေတော့မယ်ဆိုပြီးတော့မှအဲ့လိုမျိုးနေဆုံးဖြတ်ဖို့ နှုတ်နေတာမျိုးလေးတွေ့ရတယ်ပေါ့နော်။ကို့အတွက်ကလေအတိတ်အတိတ်ကအညာကြီးအောင်ကို့ရဲ့စိတ်တွေကိုတော်တော်လေးကိုပူပင်စေခဲ့တယ်ပေါ့နော်။ပူလောင်စေခဲ့တယ်။ကို့ရဲ့ညတွေမှာဆိုလို့ရှိရင်အိမ်မက်ဆိုးတွေမဲ့ရတယ်။အတူတွေကနေပြောမှညတွေမှာဆိုလို့ရှိရင်အိမ်မပြောပါဘူးပေါ့နော်။သူနဲ့ပတ်သက်ပြီးတော့အများနဲ့ကို့ဘက်ကပဲသူ့ကိုပေါ့နော်မျှော်လင့်နေရတာစောင့်စားနေရတာအဲ့ဒီအရာတွေကိုကိုကအဆုံးသတ်လိုက်ပြီးတော့မှကိုလက်ရှိမှာကိုကိုနှင်းလင်းလုပ်ဖို့အတွက်ပဲအဆုံးဖြတ်တော့မယ့်အနေအထားမျိုးလေးကိုခံစားမိပါတယ်ရှင်။ဒါဆိုတော့ queen of swords ဘုဘကပြတ်သားလိုက်တော့တဲ့အနေအထားမျိုးလေးပေါ့နော်အခုချင်းနေတဲ့သူလေးတွေဘက်ကပဲအတော်ပြင်းလာတိဆက်ဆက်ရေးကောင်ကလွှတ်ချလိုက်တော့မယ်ဆိုပြီးတော့ကိုကိုကိုပေါ့နော်စိတ်ကိုပိုင်းဖြတ်လိုက်တဲ့ပုံစံမျိုးလေးတွေ့ရပါတယ်အဲတခါတလေမှာပေါ့နော်သူ့အကြောင်းလေးတွေစဉ်းစားမိတဲ့သူ့ရဲ့တဲ့တင်စကားတွေသူ့ဘာလုံနေလဲဘာညာလဲပေါ့နော်အဲ့လိုမျိုးလေးတွေသိချင်ပြီးမဲ့လေကိုဘကနေပြီးတော့မှလွှတ်ချတဲ့နေအရာတွေကိုဆက်ပြီးတော့မှထမ်းမထားတော့ပဲနဲ့ပူလောင်မှုတွေကိုလွှတ်ချလိုက်တော့မယ်ဆိုပြီးတော့မှဆုံးဖြတ်ဖို့တွေ့ရပါတယ်ရှင်ဒီကူတူလေးတွေအနေနဲ့ကတစ်ဖက်သူပေါ်မှာပြောရမယ်ဆိုလို့ရှင်စိတ်တွေ ချော့ချလိုက်တော့တာစိတ်ပြက်လိုက်စိတ်ဖြတ်လိုက်တာပေါ့နော်ကိုယ်စိတ်ကိုပိုင်းဖြတ်လိုက်တာကိုကိုကိုတိုင်းကပဲဒီတန်ရာတွေနဲ့ဝေးအောင်နေလိုက်တော့မယ်တန်ရာတွေကိုကိုကိုတိုင်းပဲဆင်းကျောလိုက်တော့မယ်ဒီရာတွေကိုရတတ်လိုက်တော့မယ်ဆိုပြီးတော့မှဆုံးဖြတ်ချက်တွေပြတ်သားသွားတာမျိုးလေးကိုဒီမှာတွေ့ရပါတယ်ရှင်ဒါလေးကတော့ဂရုတူလေးတွေနဲ့ပတ်သက်ပြီးတော့မှကြည့်ပေးထားတာပေါ့နော်ဂရုတူလေးတွေရဲ့ပုံမှာအခြေအနေနဲ့ပတ်သက်ပြီးတော့မျှော်လင့်ထားသလိုဖြစ်လာမှလားဆိုလို့ရှိရင်တော့ဂရုတူလေးတွေကဒါပါဒီလိုနဲ့ပတ်သက်ပြီးတော့မှခုနှစ်ကြီးရတဲ့လောက်ကတော့ကိုကိုကို healing လုပ်ဖို့ဆုံးဖြတ်နေတာဒီလိုနဲ့ပတ်သက်ပြီးတော့မှကိုယ့်ဘက်ကပြသနိုင်ဖို့ပေါ့နော် အာဆောင်ဖြတ်ရဖို့လုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့မှဆောင်ဖြတ်နိုင်သွားပါလိမ့်မယ်မကြခင်အချိန်တွင်းမှာဘာလို့ဒီလူပေါ်မှာခံစားခံစားချက်တွေလုံးဝကိုကိုကိုယုံသိမ့်လိုက်တာယုံသိမ့်လိုက်ပြီးတော့ကိုစိတ်ကိုပဲအစဉ်တရားအေးချမ်းအောင်ဗောနောကို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 စိတ်လေးကိုနှင်းလင်းဖြစ်အောင်နေလိုက်တော့မယ်ဆိုတဲ့ဆောင်ဖြတ်ချက်လေးချဖို့ဒီထဲမှာတွေ့ရပါတယ်ရှင်အားလုံးပဲ energy ကြကြလိမ့်မယ်လို့ညွှန်လင်းနေဗောနောဒါလေးကတော့ဘုသူတွေအတွက်ကြည့်ပေးထားတာပဲဖြစ်ပါတယ် ဒါကြလို့ကိုဝေးလိုက်တဲ့ကလူနဲ့အဖြစ်နဲ့ကိုလည်းမကိုင်းကြီးဘူးလို့ခံစားရတယ်ဆိုလို့ရှိရင်တခြားကုထုတွေတကူကိုလည်းပြောင်းပြီးတော့ကြည့်လို့ရပါတယ်။ဒါလို့အဲ့လိုကြည့်လို့မှအနာကြီးကဘာမှမဆိုင်ဘူးလို့ထင်နေဆိုလို့ရှိရင်လည်းဒီဗီဒီယိုလေးကိုကြော်သားပေးလို့ရပါတယ်ရှင်။အဆုံးဖြတ်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးများရင်တင်ပါတယ်။နောက်ရက်တွေများမှပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်နော်။